ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြန်လည်မျှဝေပြီးသွားမယ့်အကြောင်းအရာလေးတော့ကျွန်တော် mind ဒီမှာပေါ့နော် mind ဒီမှာဒီနေ့မှာကျွန်တော်တွေးလိုက်တာပေါ့နော်နောက်ထပ် point 400ထပ်ပြီးယူလို့ရနေပြီပေါ့နော် mind ဒီမှာ point 400ထပ်ယူကြမယ်ပေါ့နော်အဲတော့ယူရနီးလေးကိုကျွန်တော်ပြန်လည်မျှဝေပြီးသွားမှာဖြစ်ပါတယ်အရင်နေ့တွေကမရသေးဘူးပေါ့နော် mind ဒီမှာအခုဒီနေ့ကကျွန်တော်ကြည့်လိုက်တာနောက်တစ်ခုတိုးလာလို့ပေါ့နော် mind ဒီမှာ point 400ထပ်ယူလို့ရတယ်ပေါ့နော် ီမှာပေါ့နော်ဒီနားလေးမှာကျွန်တော်ဒီမှာပေါ့နော် download and login tv 360 by mind တဲ့ application ဆိုပြမှာကျွန်တော် account လေးပေါ့နော်ဟိုနေ့တုန်းကတော့ကျွန်တော် account လေးကပါမလာသေးဘူးပြဒီနေ့မှာ tab ကမှာပါလာတာပေါ့နော်ဒီနေ့တွေးလိုက်တာပေါ့နော် account လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော် tab ကမှာဟိုလုတ်လိုက်မှာပေါ့နော်400 point ရမှာပေါ့နော် account လေးဆိုလို့ရှင် account လေးလုတ်လို့ရှင်400 point ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေအဲ့ဒါလေးမလုတ်ရလေစဉ်လုတ်လိုက်ပေါ့နော်အဲ့တော့ account လေး download ဆွဲမှာဆိုတော့ကျွန်တော်ဒီ goal ဆိုတာလေးနှိပ်လိုက်ပေါ့နော် ကိုယ်ဆိုတာလေးနှိပ်လိုက်ပြီးလို့ရှိရင်ဒါမျိုးလေးပေါ်လာပေါ်လာပြီဆိုလို့ရှိရင်ပေါ်လေးနည်းနည်းဆွဲတင်လိုက်ပေါ့နော်ဒီမှာ download ဆွဲဖို့အတွက်ဒီကျွန်တော်ကချပေးတာဟို Play Store ရှိတယ်သူက Play Store ပေါ့နော်ဒီမှာကိုကြိုက်တဲ့ဇီယံနေ down ပေါ့နော် Android ဖုန်းဆိုလဲ Android ပေါ့နော် App Store ဆိုလဲ iPhone သူကဆိုလို့ရှိရင် App Store က down ပေါ့နော်အဲ့တော့ကျွန်တော်ကိုကြိုက်တဲ့ဇီယံ down ပေါ့နော်ကျွန်တော်တော့ Google Play နှိပ်လိုက်မှာပေါ့နော် Play Store က down လိုက်မှာပေါ့နော်ဒီကောင်းလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော် Play Store ကနေ install တင်လိုက်မှာပေါ့နော် ဲ့တော့ခဏလေးဆောင်ပြီးကျွန်တော်ဒေါင်းနေပြီနော်အဲ့တော့ဒါဆိုတော့ကျွန်တော် install တင်ပြီးသွားတယ်နော်တင်ပြီးဆိုတော့ကျွန်တော်ပြန်ထွက်လိုက်တော့မနော်ပြန်ထွက်မယ်ထွက်ပြီးကမှကျွန်တော် app software ကိုဖွင့်ပြီးကမှ login ဝင်လိုက်မယ်ပေါ့နော်အဲဒီမှာရောက်လာပြီကျွန်တော်အဲ့တော့အဲ account လေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးမှ login ဝင်လာပြန်သူက download ဆွဲရမယ်ဆွဲပြီးလို့ရှိရင် login ဝင်ရမယ်လို့ပြောတယ်နော် login ဝင်လို့ရှိရင်သူကဒီ လေးရပွိုင်းရမယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတော့ရောက်လာရောက်လာပြီဆိုတော့လော့ရင်ဝင်ပို့တယ်ကျွန်တော်ဒီမှာပေါ့နော်ညာဘက်ပေါ်တော့မှာကျွန်တော်အောက်ပုံစံမျိုးလေးလူပုံစံလေးရှိတဲ့အဲ့လေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ကျွန်တော်ဒီမှာလော့ရင်ဆိုလေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်ပေါ့နော်လော့ရင်နှိပ်လိုက်လို့ရှင်ကျွန်တော်ဒီမှာဖုန်းနံပါတ်ရိုက်ထည့်လိုက်မယ်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်ရိုက်ထည့်ပြီးလို့ရှင်ဒီမှာဒီမှာ continue ဆိုလေးကျွန်တော်ချက်နှိပ်လိုက်မယ်ပေါ့နော် အဲ့တော့ကျွန်တော် OTP code ရိုက်ထည့်လိုက်ပါတော့ OTP code ထည့်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ password လေးသတ်မှတ်မယ်เนาะ password လေးကိုကျွန်တော်တစ်ချက်သတ်မှတ်လိုက်မယ်ပေါ့เนาะ password ကိုကျွန်တော်အပေါ်ကပေါ့เนาะနှစ်ချိန်ထည့်လိုက်ထည့်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီကောင်လေးကိုချက်နှိပ်လိုက်ပါเนาะနှိပ်ပြီးသွားလို့ရှိရင်ဒါဆိုတော့ချင်းတော့ကျွန်တော်ဒီမှာ login ဝင်ပြီးသွားပြီเนาะ login ဝင်ပြီးသွားဝင်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီ my ID တဲ့ကိုပြန်သွားကြည့်လိုက်ပါเนาะ my ID တဲ့ကျွန်တော်ပြန်သွားကြည့်လိုက်မယ်အမှ point ရောက်ရပြီလားဆိုတော့ကျွန်တော်ချက်ကြည့်လိုက်မယ်ပေါ့เนาะ လို့ရှိရင်တော့ဒီလက်ဆောင်ပုံလေးနှိပ်လိုက်မယ်အမလို့ဆွဲချလိုက်မယ်နော်မရသေးလို့ရှိရင်အဲ့တော့ဒါဆိုတော့ကျွန်တော်ဒီမှာရောက်လာရင်တော့မရလို့မရသေးလို့ရှိရင် W နည်းနည်း average ဖြစ်သွားလို့လေးဆွဲချလိုက်မယ်နော်အခုဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ point လေးကရလာပြီဖြစ်ပါတယ်အဲ့တော့ဒါလေးနှိပ်ပြီးကမှကျွန်တော်ယူလိုက်ရုံပဲပေါ့နော်ဒီမှာဒါဆိုတော့ကျွန်တော်လုံးဝ free ရတာဗောနော point လေးရလုံးဝ free ရပါဖြစ်ပါတယ် download လေးဆွဲပြီးကမှ login ဝင်ပေးုံနဲ့ရဗောနော login ဝင်တာကလည်းကျွန်တော်ဒီ myid ဖွင့်ခဲ့တဲ့ဖုန်းနံပါတ်နဲ့ပဲဒီမှာ login ဝင်မှာဒီ myid ဖွင့်တဲ့နံပါတ်နဲ့ပဲဒီ software ဒီ TV 360 application ကို login ဝင်ရမှာဗောနော myid ဝင်တာနဲ့ခုမှဝင်တဲ့ဟာနဲ့အတူတူဖြစ်ရမှာဖြစ်ပါတယ်အဲ့တော့လေးရ point ရဗောနော်ဒါလေးရတော့မဖြစ်မနေယူထားသင့်တယ်ဗောနော်လုံးဝ free ပေးရလေးဖြစ်ပါတယ်ဘာမှဝယ်စရာလည်းမလိုဘဲနဲ့ပေးတာဗောနော် ဲ့တော့ဒီလောက်ဆိုတော့ကျွန်တော်မိတ်ဆွေတွေယူတတ်မှတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်